ီအပေါ်လိုင်းလေးရအရင်သွားမယ်နော်ကျွန်တော်တို့ဒီ3ဇွန်4ဇွန်5ဇွန်နော်3 4 5ဆိုတဲ့နှစ်တွေထဲမှာပရိသတ်3ရဲ့အောက်မှာ3ထိပ်စီးဆိုတာလေးတခုတူထည့်ထားတာရှိတယ်နော်အဲ့ဒီကောင်အကျဉ်းကြီးကြိုက်ပဲအဲ့တော့ပရိသတ်3ကနေအောက်နှစ်ပွဲကျော်တန်းတန်းလာလိုက်ပေါ့နော်ကျွန်တော်တို့4ဇွန်နှစ်ထဲမှာ73ပရိသတ်7ပရိသတ်လောက်ရတယ်နော် ူ့အောက်မှာ၄ထည့်စီလို့ထည့်မမြင်ရရင်ပြောနော်။သုံးပရိတ်၂ပွဲကြော်လိုက်ရင်၄ပရိတ်နော်။သူကနေအောက်ကို၂ပွဲကြော်ပြီးခဲ့တဲ့ပွဲတုန်းကအဲသုံးပရိတ်၂ပရိတ်။သုံးပရိတ်၂ပရိတ်နော်။သူကနေအောက်၂ပွဲကြော်တန်းတန်းမှာပရိတ်၁ပရိတ်ဆိုပြီးသူထည့်သွားတယ်။တွေ့တာပဲနော်။ဘာမှအထောက်မတွေ့တာနဲ့လေ။ကိုလည်းသိပ်ပြီးတော့မလှုပ်ရှင်ဘူး။အဲဘာမှမရှိလဲပေးတာပဲနော်။ အဲ့တော့ဗရိတ်3ဗရိတ်2ဗရိတ်1ပြထဲသွားပြီထည့်ပြီးသွားတော့သူ့ရဲ့အောက်မှာ3ထိပ်စီ4ထိပ်စီဟမ်5ထိပ်စီပြီးမလားဒါမျိုးလေးတွေးကြည့်တာတကယ်လို့5ထိပ်စီပြီးမယ်ဆိုရင်ကျွန်တော်တို့အဲ့မှာ အောက်လိုင်းကတက်လာတာလေးရှိအဲ့ဒီနှစ်ထဲမှာပဲသူကဒီ4 5လို့ထည့်စီနှလုံး5ဖြစ်တယ်နော် ။အဲ့တော့သူကနေအပေါ်နှစ်ပင်ကျော်တက်တန်းတန်းလာလိုက်ရင်ဒီမှာလေ၄၅၅လို့ထည့်သိနေလုံးဖြစ်တယ်။သူကနေအပေါ်နှစ်ပင်ကျော်တက်တန်းတန်းလာရင်ဒီမှာလေ၄၅၅လို့ပဲသူဖြစ်တယ်နော်။ထူးဆန်းတယ်နော်။လေးထိတ်၅ထိတ်လေးထိတ်၅ထိတ်ဒီမှာလေလေးထိတ်၅ထိတ်အကျဉ်းကကြီးတက်သွားတာ။အဲ့လေးထိတ်၅ထိတ်ဒီအကျဉ်းကကြီးတက်ပြီးကြနေသူ့ရဲ့အောက်မှာထည့်စီးထောင်၃လုံးကိုကျွန်တော်တို့၅လို့သူထည့်တယ်နော်။ ငါပြီးတော့ဒီမှာထက်သီးတောင်၃လုံးကိုသူက၄လို့တူထည့်တယ်ငါ၄ပေါ့အခုကျွန်တော်တို့ဒီမှာ၃ဖြစ်အောင်ဆိုဒီနှလုံးက၈၃ဖြစ်အောင်၅ထည့်စီထည့်ရမယ်အဲ့ဒါလည်း၅ထည့်ပဲနော်အဲ့တော့ तू ကဒီ၃ပရိတ်အောက်မှာ၃ထည့်၂ပရိတ်အောက်မှာ၄ထည့်၁ပရိတ်အောက်မှာ၅ထည့်တခါအောက်ဆောင်ကနေတက်လာလိုက်တဲ့ထက်သီးတောင်၃လုံး၅၄သောနော်အ 543မှတ်543လို့သူအဲ့လိုမျိုးကြီးဖြစ်နေကဲအဲ့တော့ဖြစ်တော့ဟုတ်ပြီငါထိတ်စီးကိုဘာကနန်းထိုးမလဲကျွန်တော်တို့စဉ်းစားကြည့်တာပေါ့အဲ့ဒီနှစ်ထဲမှာအခုကျွန်တော်ပြောခဲ့တဲ့ဒီ45ပေါ့နော်သေးသေးတောင်၃လုံးကိုကျွန်တော်ကတော့ငါလို့ကျွန်တော်ကထည့်လိုက်တာဟိုနော်ငါတာမငါတာတော့မသိဘူးဒါပေမဲ့အဲ့ဒီနေရာမှာထွက်တဲ့ကနန်းဒီ ျွန်တော်လိုချင်တဲ့အရှိ6နှစ်မြောက်ပါပဲနာ2 4 6 8 9 9 9နှစ်မြောက်တဲ့ကနော်သူကဒီ6ထိပ်စီ6နောက်ပရည်ဆောင်ပါပဲနာအဲ့ဒီ6နောက်ပရည်ဆောင်ကခဏန်းဒီဒီ6ထိပ်စီရဲ့အောက်ဆောင်မှာလာထွက်သလားဒါလေးတစ်ချက်ကျွန်တော်တို့တွေးကြည့်ရတော့မှာပေါ့နော်သူကရှေ့ကအဲ့ဒီလိုမျိုးပဲပေးတယ်ဆိုရင် ကိုကလည်းနောက်ကအဲ့ဒီလိုမျိုးပဲလိုက်ထုတ်ရတော့မှာပဲနော်အဲ့ဒါအဲ့ခဏက၄နောက်ပိတ်ဆောင်ကခဏ၄ထိပ်စီရဲ့အောက်ဆောင်မှာထွက်တာနော်၄31အဲ့ပါဘူး၄31တဲ့လေ831နော်831ဒါဆိုရင်ဒုတိယကတ်မှာလေဒီ၄၅လို့ဖြစ်ပြီသတိတော်သုံးလုံးကို၅ပြီးတော့ကျွန်တော်က၄၄လို့ကောက်ထည့်တာဟိုထည့်တော့ तू က၄ထိပ်စီနဲ့ ဒီကနန်းဒီရှေ့2 4 6 8 9နှစ်မြောက်ထဲကကနန်းเนาะ၄နောက်ပိတ်ဆောင်ကကနန်းပဲ၄ခွန်ခွန်ဆိုတဲ့ကနန်း၄ခွန်ခွန်လို့ပူလာထွက်တာเนาะအဲ့ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာထည့်စည်းတောင်၃လုံးကို၃လို့ထည့်လိုက်ဖို့ဟာ၅ရက်ကြီးဖြစ်သွားပြီเนาะ၅ရက်ကြီးနဲ့ရှေ့9နှစ်မြောက်ဆိုတော့2 4 6 8 9နှစ်မြောက်ထဲက၅ပါတဲ့ကနန်း ကျွန်တော်တို့စဉ်းစားရတော့ငါတိခွန်943 943ငါတိခွန်ကျွန်တော်ရေးရတယ်မရေးပြီးမိလိုက်ဘူး943လည်းကျွန်တော်မရေးပြီးမိဘူးကိုယ့်အကိုရေးကြတော့နော်ငါ65ကတခါလေးနောက်ပိတ်ဇောင်းမှာသွားဖြစ်တဲ့အဲ့ဒီ9ပါတယ်ကနဒီတကွက်တည်းရှိတယ်နော်တိုက်ဆိုင်လာလားတော့မသိဘူးလေးနောက်ပိတ်ဇောင်းမှာ9ပါတာဒီတကွက်ပဲရှိတယ်လေးနောက်ပိတ်ဇောင်းမှာ9တော့မပါဘူး တခါဟိုနေ့ကလည်းကျွန်တော်၄၁ခွန်ပြခဲ့တယ်ဟိုဒီနေ့ကကျွန်တော်၅ပါတယ်၅၉၆ကျွန်တော်ပြထားတာရှိတယ်နော်အဲ့တော့ဒီမှာ၅၉၆ကျွန်တော်ပြထားတာရှိတယ်၅၉၁လည်းကျွန်တော်ပြထားတယ်နောက်ဘွဲဟို၅၉၆ထိုးခြင်းရင်ဒီဘွဲမှာ၅၁ကိုကြိုထိုးဆိုပြီးကျွန်တော်ပြထားတာရှိတယ်နောက်တစ်ချက်က၄နောက်ပိတ်ဇောင်းကဏ္ဍကိုကျွန်တော်တို့လိုက်ကြည့်တော့အဲ့ဒီမှာကျွန်တော်အောထုတ်ထားတဲ့ကဏ္ဍ၆ခွန်နှစ်ဆိုတဲ့ကဏ္ဍပါသူကြတော့၅မပါဗျာမို့နော်အဲ့တော့၅ပါတာမပါတာကမသိဘူးဒါကအတွေးနဲ့ထုတ်ကြတာ ရှေ့ရအတိုင်းကိုရှေ့ရအတိုင်းကိုဒီလဲနောက်ပိတ်ဆောင်ကနန်းဒီဒီလေးထိပ်စီအောက်ဆောင်မှာဖတ်အဲ့ဒီလေးနောက်ပိတ်အောက်ဆောင်ကအထက်ဆောင်ကကနန်းဒီဒီလေးနောက်ပိတ်ရဲ့အောက်ဆောင်မှာထွက်တယ်ဒါဆိုရင်ဒီလေးနောက်ပိတ်ဆောင်ကကနန်းဒီလေးထိပ်စီဆောင်ဆိုပြီးတော့ကျွန်တော်တို့ဒီမှာထည့်သွားလို့ရတယ်နော်အဲ့ကောင်ကို6ထိပ်နဲ့လဲကြိုက်တယ်6ခွန်2လို့လဲကြိုက်တယ်နော်ခွန် 6နှစ်လို့လဲကျွန်တော်ကြိုက်တယ်เนาะဒီလိုမျိုးတွေကစားချက်နောက်တစ်ခါအဲ့ဒီမှာတိုက်တိုက်ဆိုင်ဆိုင်လေးထည့်ကြီးဆောင်မှာ9ပါတဲ့ခဏန်းဆို5 9 1ဆိုတဲ့ကနေเนาะအဲ့တော့5 9 1ကိုကျွန်တော်ထည့်ပြမယ်။ तू ကဒီမှာကထည့်စီတောင်3လုံး5ကိုခါတောင်3လုံးက तू ကတော့ခွန်လို့ရိုက်တာ ਉ เนาะခွန်မကြီးတော့ဒီမှာကြတော့ခါတောင်3လုံးကို तू က၈လို့ရိုက်တာ ਉ ဒါဆိုရင်ကိုးရိုက်မယ်ဆိုရင်ကိုးခါထဲလိုက်ရုံပဲငါကိုးတစ်ဆိုပြီးတကွက်ထဲထွက်တယ်တစ်နောက်ဘက်ကလည်းရှိတယ်เนาะကျွန်တော်ညီဆွဲတင်ထားတယ်တစ်နောက်ဘက်အဲ့တနောက်ဘိတ်ဆိုင်ကလည်းချော့တွက်လို့မရဘူး။သူကအပေါ်မှာ6ဇက်လန်းလေးကို6ပါဝါကိုတစ်တယ်။ဒီတစ်ခါကိုအဲဒီတစ်ခါကိုလာမှတ်တယ်။သူကတစ်လန်းဘိတ်ခိုင်းတာလေ။အဲ့ဒီတနောက်ဘိတ်ဆိုင်တော်တော်ကောင်းတယ်နော်။အဲ့တော့ဒီမှာ9ကိုတစ်ဆိုပြီးသူကပရိတ်9ခန်းကိုကျွန်တော်လည်းကြိုက်တာပရိတ်9ကြိုက်တာ။အဲ့တော့ ပြောမရဘူးလေနော်ငါးကိုတစ်ကိုငါးတစ်ကိုတို့နှစ်ခွက်တည်းထိုးရမှာငါးထိုင်နေကျွန်တော်ကအဲ့ဒီထဲကငါးပရိတ်နဲ့ကဒီကနန်းကိုကျွန်တော်ကအော်ထုတ်ထားတယ်အဲ့တော့ကျွန်တော်မိတ်ဆွေဒီတချို့ကခွန်ကိုဘယ်တော့ပေါ့မလဲ6ကို6တို့เนาะအခုကျွန်တော်ပြောတဲ့ကနေ6တို့ပါတော့ကလည်းဒီထိတ်ကလည်းထားလို့လည်းရတယ် ဒီတိုင်းနေဆိုရင်ဒါကျွန်တော်တို့အသုံးကတ်နဲ့ဖြတ်ကစားခဲ့တော့ကကစားတော့ကစားတာပဲเนาะဒီ6ချစ်တို့69တို့63ညတို့ဒီအောက်မှာလည်းတက်ကတ်ရှိသေးတယ်ကျွန်တော်အဲ့ဒီဟာကိုအပေါ်ကအလွယ်လေးပဲဒီမှာ6ထိတ်6ထိတ်6ထိတ်ဆိုပြီးကျွန်တော်ပြခဲ့တာဟုတ်เนาะသူက၄ကတ်စီအမှန်တကယ်อ่ะအဲ့ဒီမှာဒီ3နဲ့9နဲ့10ရှေ့ပေါင်း3နဲ့9နဲ့10ရှေ့ပေါင်း6နဲ့4နဲ့10ရှေ့ပေါင်း9နဲ့9နဲ့10 ဒီမှာရှေ့ပေါင်း၄နဲ့6ထိပ်နဲ့30ဆိုရင်တော့6ထိပ်စည်းလေဖြစ်သွားနိုင်တာပဲเนาะကျွန်တော်ခွန်ထိပ်စည်းကိုကျွန်တော်နည်းနည်းပြအောင်ခွန်ထိပ်စည်းကိုပြမယ်ဆိုတော့6ထိပ်စည်းလေခုနကဒီနေရာမှာ6ထိပ်စည်းကိုလည်းပြောင်းယူလို့တော့ရတယ်ဒါပေမဲ့ကျွန်တော်ခွန်ထိပ်ပဲပြတယ်เนาะကျွန်တော်ဒီပရိတ် ၃ညနဲ့၄ထိန်းနဲ့၄เนาะပြိနဲ့ထိန်းနဲ့၄လို့ကြိုက်သူ့အပေါ်ကနေပြီးတော့နှစ်ပင်ကြော်လိုက်ရင်ဒီမှာပြိ၈နဲ့၅ထိန်းနဲ့၃လို့ကြိုက်နော်၄ပြီးတော့၃အဲ့တော့ပြိနဲ့ထိန်းနဲ့၃သူ့အပေါ်ကနေနှစ်ပင်ကြော်လိုက်ရင်ဒီမှာပြိနဲ့ထိန်းနဲ့က၂လို့ဖြစ်အောင်ခွန်ထဲစည်းဝင်နော်ခွန်ထဲစည်းဝင် ဟာဒီပရိတ်နဲ့ထိုင်းနဲ့၄လို့ဖြစ်လိုက်တာနဲ့အထောင်၃လုံးက၅လို့ရိုက်တာเนาะ၅လို့ရိုက်တယ်ဒါဆိုရင်ဒီမှာပရိတ်နဲ့ထိုင်းနဲ့က၃လို့ဖြစ်လိုက်တာနဲ့အထောင်၃လုံးက၅လို့ပဲသူကရိုက်တယ်ဒီမှာပရိတ်နဲ့၅နဲ့ခွန်ထိုင်းနဲ့နှစ်လို့ဖြစ်လိုက်လို့ခွန်ထိုင်းစည်းထည့်လိုက်တာနဲ့ထိုင်းစည်းတောင်၃လုံး၅လို့ပဲသူရှုပ်တယ်เนาะအဲ့မှာသူ၅လို့သူချုပ်သွားတယ်အဲ့ဒီခါကိုကျွန်တော်က အစောကတွေးကြည့်လိုက်တာဒီရှစ်ခါကိုထိတ်နှလုံးကရှစ်တာလားထိတ်တူထိတ်လေးဖြစ်ကနော်လေးထိတ်ကတပင်းကျော်လေးထိတ်လို့ကြမယ်ဟဲ့ဒီရှစ်ခါကိုထိတ်နှလုံးကရှစ်ဒီလိုလဲကျွန်တော်တွေးကြည့်သေးတာဟုတ်ဒုတိယကမှလည်းအဲ့ဒီလိုပဲဒီ၃ညာခါကိုထိတ်နှလုံးက၃ညာလို့ရိုက်တော့ထိတ်တူထိတ်နေပဲသူရိုက်တာဒါဆိုရင်ဒီမှာကျွန်တော်တို့ကဒီနှစ်ခါကိုထိတ်နှလုံးနှစ်လို့ထိတ်ရင်၆ထိတ်စီဖြစ်မယ်အဲ့ဒါထိတ်တူထိတ်လည်းပြန်ဖြစ်တယ် အဲ့ဒါကိုကျွန်တော်အဲ့6ထိပ်ကို6နှစ်ခွန်ထည့်ရမလားခွန်နှစ်6ထည့်ရမလားကျွန်တော်အဲ့ဒါကိုတွေးနေ6ထိပ်ကိုတော့ကြိုက်တော့ကြိုက်ပါတယ်နော်ကျွန်တော်မိတ်ဆွေလည်းပြန်စစ်ကြည့်ပေါ့ဒီထဲမှာကျွန်တော်မိတ်ဆွေချဲစရာတွေအများကြီးရှိတယ်